တရက်တည်းစားသုံးရင်ခန္ဓာကိုယ်မှာဘာတွေဖြစ်လာနိုင်လဲ ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒေါက်တာလိုင်လီဖေ့ချ်ကနေပြီးတော့ကြိုဆိုလိုက်ပါရစေ။အသီးမာတရက်အသားမာဝက်ဆိုတဲ့ဆိုယိုးစကားရှိတဲ့အတိုင်းတရက်သီးကိုစားသုံးရတာကိုလူအများစုအနေနဲ့ကြိုင်နေတတ်ကြပါရစေ။ဒါအပြင်တရက်သီးတွေမှာဗီတာမင်နဲ့သတ္တုဓာတ်ပေါင်း20ကျော်လည်းပါဝင်နေပါရစေ။ဒါကြောင့်တရက်သီးကိုစားသုံးခြင်းဖြင့်ရရှိနိုင်တဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများစွာကို အခုလိုပဲဗီဒီယိုလေးမှာမျှဝေပေးလိုက်ချင်ပါရစေ။ နံပါတ်၁မျက်လုံးကျန်းမာရေးကိုကောင်းမွန်စေခြင်း တရက်သီးမှာပါဝင်တဲ့ Cerazen thing antioxidant အနေနဲ့နေရောင်ခြေနဲ့ဓာတ်ရိုက်ထိတွေ့မှုကြောင့်ဖြစ်ပွားလေးရှိတဲ့မျက်စိဝေဒနာတွေဖြစ်ပွားမှုကိုကာကွယ်ပေးနိုင်တယ်လို့အသက်ကြီးလာတာနဲ့အမျှခံစားရလေးရှိတဲ့မျက်စိမုန်ခြင်းကိုလည်းကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။နံပါတ်နဲ့ဗန်းနာရင်ကျက်ယောဂဖြစ်ပွားမှုကိုကာကွယ်ပေးခြင်းတရက်သီးမှာပါဝင်တဲ့ beta carotene ဓာတ်အနေနဲ့ဗန်းနာရင်ကျက်ယောဂဖြစ်ပွားမှုကိုကာကွယ်ပေးနိုင်တာကြောင့်နေစဉ်ပုံမှန်စားသုံးပေးသင့်ပါတယ် နံပါတ်3အရိုးကျန်းမာရေးကိုကောင်းမွန်စေခြင်းခန္ဓာကိုယ်အတွင်းမှာဗီတာမင် K ဓာတ်နည်းပါးသွားခဲ့မယ်ဆိုရင်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ကယ်စီယမ်ဓာတ်ကိုစိုးရိမ်နိုင်ခြင်းရှိတော့မှာမဟုတ်တာကြောင့်အရိုးကျိုးလွယ်ခြင်းအရိုးပါခြင်းစတဲ့ဝေဒနာတွေကိုဖြစ်ပွားစေနိုင်ပါတယ်။တရက်သီးမှာဗီတာမင် K ဓာတ်ကျွဲဝါးစွာပါဝင်တာကြောင့်နေ့စဉ်ပုံမှန်စားသုံးပေးခြင်းဖြင့်အရိုးကျန်းမာရေးကိုကောင်းမွန်စေမှာဖြစ်ပါတယ်။ နံပါတ်၄အစာချေရလွယ်ကူခြင်းတရက်သီးမှာအမြင့်တန်းတဲ့ရေချက်တွေကျွဲဝါးစွာပါဝင်တာကြောင့်ဝမ်းချုပ်ဝေဒနာဖြစ်ပွားမှုကိုကာကွယ်နိုင်မှာဖြစ်တယ်လို့အစာချေစနစ်ကိုလည်းခေါင်းမွန်စွာလည်ပတ်စီမှာဖြစ်ပါတယ်နံပါတ်5နှလုံးရောဂါဖြစ်ပွားမှုကိုကာကွယ်ပေးခြင်းတရက်သီးမှာအမြင့်တန်းတဲ့ဖိုတက်ဆီယမ်ဓာတ်တို့ပါဝင်တဲ့အပြင်နှလုံးချမ်းမာရေကိုအထောက်အကူဖြစ်စေတဲ့ဗီတာမင်ဓာတ်တွေလည်းကျွဲဝါးစွာပါဝင်တာကြောင့်နှလုံးရောဂါဖြစ်ပွားမှုကိုကာကွယ်နိုင်မှာဖြစ်ပါတယ်။ 6ခန္ဓာကိုယ်ခုခံစွမ်းအားကို မြင့်တင်ပေးခြင်းတရက်သီးမှာ ဗီတာမင် A ဗီတာမင် C folic acid ဗီတာမင် E တို့ပါဝင်တာကြောင့်ခန္ဓာကိုယ်ရဲ့ခုခံစွမ်းအားကိုမြင့်တင်ပေးနိုင်မှာဖြစ်တဲ့အပြင် အလွယ်တကူဖြားနာခြင်းဝေဒနာခံစားရမှုကိုလည်းကာကွယ်နိုင်မှာဖြစ်ပါတယ် ခုနှစ်စပင်များကိုနှမောင်တန်ဆွမ်းစေခြင်းတရက်သီးမှာပါဝင်တဲ့ဗီတာမင် A ဓာတ်အနေနဲ့စပင်တွေကိုနှမောင်တန်ဆွမ်းစေမှာဖြစ်တယ်လို့အသားရေခြောက်သွေးမှုကိုလည်းကာကွယ်ပေးနိုင်မှာဖြစ်တာကြောင့်နေစဉ်ပုံမှန်စားသုံးပေးသင့်ပါတယ်။ဒါအပြင်တရက်သီးမှာဗီတာမင်နဲ့သတ္တုဓာတ်တွေကျွဲဝါးစွာပါဝင်တာကြောင့်နေစဉ်ပုံမှန်စားသုံးပေးခြင်းဖြင့်စီးကျိတ်ကင်ဆာ၊ဥမာယီကင်ဆာ၊ရှင်သာကင်ဆာ၊အဆုတ်ကင်ဆာ၊သွေးကင်ဆာစတဲ့ကင်ဆာရောဂါဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ဒါလို့ဆိုရင်တော့တရက်တရက်အကောင်းကျိုးတွေကိုတည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။အစာလဲစီစီးလဲအစာဆိုပေမဲ့ဘယ်အစာစာမဆိုအလွန်ကျွံမစားဘူးကတော့အရေးကြီးပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်။ဒီဗီဒီယိုလေးကခိုးအတွက်အကျိုးတစ်စုံတစ်ရာရှိတယ်ဆိုရင်တော့ like and share လေးပြုလုပ်ပြီးတော့အားပေးသွားပါအောင်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေရှင်။